မင်္ဂလာပါရှင်ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ plastic တန်ရာစဝန်တစ်ခုလုံးကိုထိ ंछ ုံရန်အတွက်အမျိုးသားအဆင့် plastic စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်ကိုရေးဆွဲဆောင်ရွက်နေတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ် plastic ထုတ်လုပ်ခြင်းမှဆွတ်မြစ်ခြင်းအဆင့်အထိ plastic တန်ရာစဝန်တစ်ခုလုံးကိုထိ ंछ ုံရန်အတွက်အမျိုးသားအဆင့် plastic စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်ကိုရေးဆွဲဆောင်ရွက်နေကြောင်းတည်ရန်စားတာနှင့်တဘာဝပဝင်ခြင်းထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမင်းသူရဲ့ပြောကြားမှုအရသိရပါတယ် မတ်လ23ရက်ကရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တဘာဝပတ်ဝန်းကျင်နဲ့ကေယားစနစ် ထိန်းသိမ်းကာကွယ်ရေးအသုံးပြုရေးကော်မတီကကြီးမူကျင်းပတဲ့ Ecology of the Big City ဆိုင်ရာနိုင်ငံတကာဖိုရမ်ရဲ့ Sustainable Environment of a Metropolis How to Unleash the Ecological Potential Plenary Session တို့ online မှာတက်ရောက်ဆွေးနွေးခြင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအနေဖြင့်ရှားသီဥဒ္ဒံခန္ဓာရည်ရှိသောမြို့များတိဆောက်နိုင်ရန်အစိမ်းရောင်စင်ကြံများရေရှည်တည်တံ့သောရေနှုတ်မြောင်းစနစ်များတယ်ယူပို့ဆောင်ရေးနှင့်ဆွေးမြေပစ္စည်းစီမံခန့်ခွဲမှုစနစ်များပြန်ပြင်းပြင်းစွမ်းရင်တို့ကိုပေါင်းဆက်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်းနှင့်2025ခုနှစ်တွင်တင်ပြမည်မြန်မာနိုင်ငံအမျိုးသားအဆင့်ရာသီဥဒ္ဒံပြောင်းလဲမှုလျှော့ချရေးနှင့်လက်ရုံးညီတွေရှိစေရေးဆိုင်ရာအကောင့်ထဲပေါ်ဆောင်ရွက်မည် Nationally Determined Contribution င်း MDCS 2025 second update အစီရင်ခံစာနဲ့ဆက်လင်း၍စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအပါအဝင်ကာဗွန်ထုတ်လွှတ်မှုများတဲ့ကဏ္ဍများမှာဤမန်းချက်များကိုပုံမထည့်သွင်းနိုင်ရေးကြိုးပမ်းဆောင်ရွက်နေမှုမြို့ပြစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာကိုအကောင့်ထည့်ဖို့ဆောင်ရွက်နေမှုများနဲ့ကန်ယူရန် area တွင်မြို့ပြနှင့်ဆက်မှုစွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲမှုအတွက်စံရင်စံညွန့်နဲ့လှုပ်ထုံးလှုပ်နှီးများထုတ်ပြန်နိုင်ရေးအပိဓာတ်ဆောင်ရွက်နေမှုများနဲ့ပတ်သက်လို့လည်းဆွေ းနည်းပြောကြားကြောင်းသိရှိရပါတယ်ရှင်။